ီးဆိုတဟာကဘာပုံလဲမမရဲ့ဟုမြမငယ်ဒွန်ရဇက်ကအမကြီးရှာလာဇက်ကိုမေးတဲ့အခါဒီနေ့မမပြောမိပုံကကုန်းတွင်သားစင်တဘက်နဲ့ပင်လယ်ခီးသွားစင်တဘက်ပုံနဲ့မြမလေးရဲ့ဟုရှာလာဇက်ကဆိုသည်ပြီးတော့ဒွန်ရဇက်ကပြောမှဖြစ်လေပြောပါတော့မမရဲ့မြမလေးနားထောင်ခြင်းလှပြီလို့ဆိုသည်ဖို့ခါရှာလာဆက်ကဘဝရှင်မင်းတရားကြီးကအခွင့်ပြုတော်မူမည်ဆိုလျင် ပြောရသဟာပေါ့အေဟုဆိုသည် ခါရှာလီယာမင်းကြီးကပြောစီဟုမိန့်သည်ထိုအခါရှာလာဇက်ကဆိုလက်တန်သည့်အတိုင်းပြောလေသည်ဘဂတ်တဲ့နေပြည်တော်ကိုဟာလုံအာလာရှိမင်းကြီးမင်းပြူတော်မူစဉ်ဝန်နှန်းအလုပ်ဖြင့်အသက်မွေးသည့်စင်တပတ်ဆိုသည့်လူတစ်ယောက်ရှိပါတဲ့နေအလွန်ပူပြင်းသည့်နေ့တစ်နေ့မှာစင်တပတ်ဟာအထုပ်ကြီးတစ်ထုပ်ကိုထမ်းပြီးလာပါတဲ့အဲ့တဟာနဲ့မောလုံးလို့ချွေးတီးတီးကြနေပါတဲ့ အဲ့ဒီလိုမောကြီးပန်းကြီးနဲ့အထုပ်ကြီးကိုထမ်းလာနေတော့မှကုံတယ်ကြီးတဦးရဲ့အိမ်ဝင်းတကားရှိကိုရောက်သွားပါတဲ့။အဲ့ဒီဝင်းတကားနားမှာလည်းခုံတန်းရှိကြီးတစ်ခုခင်းထားပါတဲ့။အဲ့တဟာနဲ့စင်တဘက်ကအထုပ်ကြီးချပြီးခုံတန်းပေါ်ထိုင်ပြီးအမောဖြေနေပါတဲ့။အဲ့ဒီလိုထိုင်နေတော့မှအိမ်ဝင်းလေးကအိမတိအိမတန်တာယာနာပြောဝဲကောင်းသည့်တချင်းတန်တီးတန်မှုတန်များကိုကြားရပါတဲ့။အဲ့တဟာနဲ့စင်တဘက်ကစီးစိမ်နဲ့နားထောင်နေပါတဲ့ ပြီးတော့ဝင်းတကားနာသွားပြီးအထဲကိုကြည့်လိုက်တော့ပန်းမျိုးစုံပွင့်နေသည့်ဦးမြင့်ကြီးကိုတွေ့ရပါတဲ့ပြီးတော့ဧည့်သည်ဝင်းကြီးထဲမှာအင်ရှင်ရဲ့အခိုင်းခံအစီကံတပည့်တပန်းတွေလည်းအများကြီးတွေ့ပါတဲ့ဧည့်သည်အင်ကြီးကလည်းမင်းနန်းတော်ကြီးလောက်ပဲကြီးကျယ်ခမ်းနားပါတဲ့ပြီးတော့ပန်းရံနှံတွေကလည်းလှိုင်းမဲဟင်းလျာနဲ့တွေကလည်းတင်းနေတဟာနဲ့စင်တပတ်ဟာနှာခေါင်းရတာခံရင်းနဲ့ကောင်းကင်ပုံဘက်ကိုမျောပြီး။အိုဖန်ဆင်းတော်မူသောအလိုင်းအရှင် အရှင်သည်ဘုံတကိုးကြီးမားပါပေသည်အရှင်သည်အရှင်အလိုတော်အတိုင်းပေးကမ်းကြီးမြောက်ပါပေသည် အရှင်သည်ငါ၏အဖြစ်ကိုတီးခံခွင့်လွတ်ပါတော်လို့ဆိုပါတဲ့ပြီးတော့စင်တဘက်ကငါ၏စင်ရဲ့ချင်းကမဆုံးနိုင်ငါ၏စင်ရဲ့ချင်းကိုအမိပြု၍ညားစွာကုံတော်လူတို့သည်အေးချမ်းตายရစွာ စီးစိမ်ခံစားလျက်ရှိကြသည်နမတမူမျက်စိနှလုံးပွင့်လာသည်နှင့်ကြပြိုင်နှင့်ဆင်းရဲခြင်းကိုခံစားရသည်။ငါ၏အဖြစ်မှာစမ်းပြီသည်။ ဆင်းရဲခြင်းကြောင့်ငါမှနင်းညူရသည်။များစွာကုံသောသူတို့မှကကံကောင်း၍ဆင်းရဲခြင်းမှကင်းကြကုန်သည်။သူတို့တွင်ဆင်းရဲခြင်းဝင်ထုတ်မရှိ။နေတိုင်းနေတိုင်းစားကာတော့ကအချွေရံများစွာနှင့်စီးစိမ်ခံရရသာနေကြသည်။အာလုံးသောတတဝါတို့သည်တုတ်သွေးပေါက်မှဖြစ်ပေါ်၍လာကြသည်ကြီးဖြစ်သည်။တို့ဖြစ်လျက်ငါ၏ဆင်းရဲခြင်းနှင့်ကံဆိုးခြင်းသူတို့၏ချမ်းသာခြင်းနှင့်ကံကောင်းခြင်းကကွာခြားလာပြီ။တို့ရာတွင်အိုအလာရှင် ငါသည်အရှင်၏အလိုတော်အတိုင်းသတ်မှတ်တော်မူထားသောအမိန့်တော်များကိုမိခဲ့သောမျှအပြစ်မဆိုပါလို့ဆိုသည့်ကြပြာကိုယူနေပါတဲ့။အဲ့ဒီကြပြာနှင့်ညီပြီးတော့စင်တဘက်ကထံရကထပြီးသူ့ထုတ်ကြီးကိုထမ်းပြီးသူ့သွားเสียရှိတဟာကိုဆက်ပြီးသွားဖို့လုပ်ပါတဲ့။အဲ့ဒီအခါမှာတကားပေါင်းမှသတာနာနာအဝတ်တန်စာဆင်ရင်ထားသည့်အစီကံလွတ်လင်တဦးထွက်လာပြီ။ဒီမှာတင့်ကိုငါတို့တခင်က စကားပြောချင်လို့လည်းလိုက်ခဲ့ပါလို့ဆိုပါတဲ့ ဒီတော့စင်တဘက်ကမလိုက်ချင်ဘူးလို့ညင်းလိုက်နေကြံပါတဲ့တဟာပေမဲ့လူလင်ကအတင်းဆွဲခေါ်သွားတဟာနဲ့ကောက်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 နဲ့ဝင်းထဲကိုလိုက်သွားရပါတဲ့အဲ့တဟာနဲ့ဝင်းထဲရောက်သွားတော့အင်ကြီးကလည်းအင်မတိအင်မတန်ကြီးကျယ်ခမ်းနားတာကိုတွေ့ရပါတဲ့ပြီးတော့ပန်းဥယင်ကြီးတဲကဖြတ်ပြီးလူလင်ကစင်တဘက်ကိုအေကန်းကြီးတဲရောက်အောင်ခေါ်သွားပါတဲ့ ဲကန်းကြီးရဲ့ရောက်သွားတော့ဂုံတရေရှိသည့်ဧည့်သည်တွေကလည်းအများကြီးရောက်နေကြတဟာကို တွေ့ရပါတဲ့ကချေတဲ့တွေကလည်းတီလို့ကလို့အတီးမှုတ်သမားတွေကလည်းတီးလို့မှုတ်လို့စားပွဲတောက်ပွဲတွေကလည်းမြိုင်လို့ပါတဲ့အဲ့တဟာနဲ့စင်တဘက်ကပူထူသွားပြီအင်းတန်တော့ဒီနေရာဟာကောင်းကင်ဘုံနဲ့ပဲတူသည်တဟာမှမဟုတ်ရင်လည်းမင်းနဲ့တော်ရင်ဖြစ်မည်လို့အောက်မေ့ပါတဲ့ ပြီးတော့စင်တဘက်ကအင်ရှင်ကို လူမှုထုံးစံအတိုင်းအယိုသေးပြုပါတဲ့ဒီတော့အင်ရှင်ကစင်တဘက်ကို ပြူပြူငါငါနဲ့ဖိတ်ကြားပြီးသူနဲ့နီးကပ်တဲ့နေရာမှာအထိုင်ခိုင်းပါတဲ့ပြီးတော့ချိုသာသောစကားကိုဆိုပြီးစားဖွယ်တောက်ဖွယ်တွေနဲ့လိုလီသေးမရှိအောင်တည်ခင်းကြွေးပါတဲ့အဲ့တဟာနဲ့စင်တဘက်လည်းအလားရှင်ဂုံကျေးစုပဲလို့အောက်မေ့ပြီးဝါဤသွားအောင်စားပါတဲ့ ပြီးတော့စင်တဘက်ကကျေးဇူးတင်ကြောင်းပြောပြီးဘသူမဆိုကို့အခြေအနေဟာဘာပဲဖြစ်နေဖြစ်နေအလားအရှင်ကိုကျေးဇူးတင်ကြရမည်လို့ဆိုပါတဲ့ဒီတော့အင်ရှင်ကတင့်ကိုကျွေးရမွေးရတဟာငါဝမ်းသာပါသည်တင်ဤလာခြင်းဒီလေကောင်းတော်လာခြင်းပေသည်တို့ရရင်တင်ဤနမေကိုငါတို့မသိရသေးပါဟုဆိုပါတဲ့ဒီတော့စင်တဘက်ကအိုအရှင်ငါနမေမှာစင်တဘက်ဖြစ်ပါသည် ငါသည်သူတစ်ပါး၏ဝင်ထုတ်ဝင်ပိုးများကိုတည်ယူပို့ဆောင်ပေးခြင်းဖြင့်အတက်မွေးပါသည်လို့ဆိုပါတဲ့။ပြီးတော့အင်ရှင်က"အိုဝင်နန်းငါနာမည်လဲတင့်နာမည်လိုပဲစင်တပတ်ပင်သည်။"ငါကပင်လယ်ခီးသွားဖြစ်၍ရေစင်တပတ်ဖြစ်သည်။တင်ငါကုန်းပေါ်တွင်အမြဲနေသူဖြစ်၍ကုန်းစင်တပတ်ပေသည်။အဲ့ဒီဟာထက်ငါဤတကားဝ၌တင်ရွနေသည့်ကြပြာကိုငါ့ကိုပြန်ရွပြစမ်းပါလို့ဆိုပါတဲ့ ဒီတော့ကုန်းစင်တစ်ဘက်ကရှက်သွားပြီ။အိုအရှင်ဒီခံတော်မူပါလူများဟာဆင်းရဲနှမ်းပါလို့လက်ချီတက်တက်ဖြစ်နေသည့်အခါမှာအမှုရာရိုင်းဆိုင်၍ပြောမိပြောရာကိုရှောက်ပြီးပြောတတ်ပါသည်လို့ဆိုပါတဲ့။ဒီတော့ရေစင်တစ်ဘက်ကအိုဝန်နှမ်းမရှက်ပါနဲ့။တင့်ကပြားကိုသာရွတ်ပြီးပြပါ။နာဒီတကားဝမှာတင်ရွနေတဲ့ကြားကလေးကများစွာနှစ်သက်နေပါသည်လို့ဆိုပါတဲ့ ပြီးတော့ကုန်းစင်တစ်ဘက်ကဒုနယာကြီးမှာသူ့လိုဆင်းရဲသူကတော့အမြဲဆင်းရဲနေပြီးချမ်းသာခြင်းသည့်သူကြတော့အဘဲကြောင့်အမြဲချမ်းသာနေသည်လို့အနှက်ရှိသည့်ကြပြာကိုပြန်ပြီးယူပြပါတဲ့။ပြီးတော့အင်ရှင်စင်တစ်ဘက်ကတိတ်သဘောကျသွားပါတဲ့။ပြီးတော့အင်ရှင်က"အိုးငါနဲ့နမေတူကုန်းစင်တစ်ဘက်"ငါအတွေ့အကြုံများသည့်အင်မတန်စမ်းကြယ်လာသဖြင့်ငါသည်တင့်အားပြောပြလိုပါသည်။ ငါဟာယခုစီးစိမ်ချမ်းသာနဲ့ပြည့်စုံ၍နေတော်လဲအမိမွေးကလေးကစပြီးချမ်းသာလာတာဟာမဟုတ်ပါဘူးငါဟာဆင်းရဲခြင်းမျိုးမျိုးကိုတစ်ခုပြီးတစ်ခုတွေ့ကြုံခံစားရခဲ့ဘူးပါသည်ပင်လယ်ခီးကိုလည်းခုနှစ်ကြိမ်တိုင်တိုင်သွားခဲ့ဘူးပါသည်ပြောလို့တော့ယုံနိုင်စရာမရှိပါဘူးဒုနီယာကြီးဟာကံကြမ္မာဖန်တီးသည့်အတိုင်းသာဖြစ်ရပါသည်အဲ့တဟာကြောင့်နားစင်ပါ၌ပထမပင်လယ်ပြင်ခရီးကို ပြောပြပါမည် ငါဖေဟာငါတို့အရက်မှာဆိုရင်အတပြပေါများသည့်ကုံတယ်ကြီးတယောက်ပါ။ငါငယ်ငယ်ကလေးမှာငါဖေတည်သွားပါသည်။ဒီတော့နေရီယာရီပစ္စည်းဥစ္စာတွေအများကြီးကြံ့ရိတ်ခဲ့ပါသည်။ငါကြီးပြင်းလာတော့ဒီပစ္စည်းတွေကိုငါအကုန်သိမ့်ပိုက်ပြီးငါဟာကောင်းကောင်းစားသည်၊ကောင်းကောင်းဝတ်သည်၊ကောင်းကောင်းပျော်သည်၊ကောင်းကောင်းသုံးသည်၊ကောင်းကောင်းဖြုံးသည်။ငါနှင့်တတူရွေမျှတငယ်ချင်းအပေါင်းအဖော်များနှင့်လည်းကောင်းကောင်းလေသည်။ ငါတသက်တွင်ဘယ်နည်းနည်းမျှငါဟာဆင်းရဲနိုင်လိမ့်မည်လို့မထင်မိခဲ့ဘူးအဲ့ဒါလိုနှင့်ပဲငါဟာနှစ်ရှည်လာများဖြုံးသုံးပျော်ပါနေခဲ့သည်နောက်ဆုံးကြလို့ငါတရိယာသည့်အချိန်မှာငါမှရှိသည့်ပစ္စည်းတွေဟာပြုတ်ပြုတ်ပြုံးကုန်တာကိုတွေ့ရသည်ဟာနဲ့ငါလဲထိတ်လန့်သွားပြီးအရှင်တော်လက်မုံပြောဘူးသည့်သကပုံကိုသွားတည်ရသည်အရှင်တော်လက်မုံပြောဘူးသည်ဒုနယာကြီးမှာကောင်းခြင်း၃ပါးရှိသည်လို့ ဧည့်သည်ကောင်းခြင်းသုံးပါးကတိနေကဝင်းနေထက်ကောင်းသည်ခွေးရှင်ဟာရှင်သိအသေးထက်ကောင်းသည်တင်းချိုင်းဟာဆင်းရဲခြင်းထက်ကောင်းသည်ဆိုသဟာပဲအဲ့တဟာနဲ့ငါလဲတရိယပြီးကုံတွယ်ဖို့အတွက်ငါလက်ထဲမှာကြံနေသေးသည့်ပစ္စည်းကလေးများကိုစူဆောင်းပြီး အတပြာသုံးထောင်နဲ့ထုခွဲလိုက်သည်ပြီးတော့ဒုက္ခမိန်တအူဆက်ဆိုသည့်ကြပြာကိုလည်းငါသွားတရိယသည်အဲ့ဒီကြပြာက ချိုးပန်းခြင်းဖြင့်လူတို့သည်အမြင့်ကိုတက်ရမည်။ထင်ရှားကြော်ကြားလိုသူတို့သည်ညတွင်မအိပ်ရ။ပလဲကိုအလိုရှိသူတို့သည်ရေနဲ့ရာတွင်ငုံ၍ကောင်းချိုးချမ်းသာကိုရအောင်ယူရမည်။ချိုးပန်းအားထုတ်မှုနှင့်မရင်မဲကြော်စောထင်ရှားလိုသူတို့သည်အချိန်ဖြုံးသူမဖြစ်နိုင်သည်ကိုကြံသူများသာဖြစ်သည်တဲ့။ အဲ့တဟာနဲ့ငါလဲပင်လေခီးထွက်ချင်စောနဲ့ကုံတွေဝယ်ပြီးအဲ့ဒီကုံတွေကိုတင်းမောပေါ်တင်ပြီးဘတ်တော်လာမျိုးကိုတခြားကုံတွေတွေနဲ့ခီးထွက်ခဲ့သည်ဘတ်တော်လာမျိုးကိုရောက်တော့ငါမှပါသည့်ကုံတွေကိုရောင်းပြီးနောက်ထပ်ကုံအစ်စ်တွေဝယ်ပြီးနေတွေရက်တွေအများကြီးတကျွန်းတင်တကျွန်းထွက်ထွက်ပြီးကုံတွေခဲ့သည်အဲ့တဟာနဲ့နောက်ဆုံးကြတော့အင်မတန်တာယာရှုမောပွဲရှိသည့်ကျွန်းကြီးတစ်ကျွန်းကိုရောက်သွားသည် အဲဒီကျွန်းကြီးကိုရောက်သွားတော့ကပီတန်ကကြောက်ချပြီးတင်မောဆိုင်သည်ပြီးတော့ကုန်းပေါင်တွေဘာတွေထိုးပြီးတင်မောဘော်ကခရီးသည်တွေလည်းကမ်းပေါ်တက်မီးမွေးပြီးချက်ချပြုတ်ကြသည်တချို့ခရီးသည်တွေကတော့ကမ်းပေါ်တက်ပြီးရှောက်ကြည့်ကြသည်တင်မောသားတွေကတော့ကမ်းပေါ်တက်ပြီးပျော်ပျော်ပါပါစားကြတော့ကြသည်ငါကတော့ရှောက်ကြည့်ကြသည့်လူတွေနဲ့လိုက်သွားသည် အဲ့ဒါလို့ငါတို့ရှောက်ကြည့်နေတော့မှကပီတန်ကတင်းမော့အပေါ်ထက်ကနေပြီးငါတို့စီကိုလှမ်းပြီးអော်သည်ခေခီးတဲ့រីအသက်မသေးခြင်းနဲ့မြ мян ပြေးခဲ့ကြဘာပစ္စည်းမှယူမနေကြနဲ့ကိုလို့ပြေးခဲ့ကြဒီကျွန်းဟာကျွန်းစစ်မဟုတ်ဘူးအရာမငါကြီးအိပ်ပျော်နေလို့သူ့အပေါ်သဲတွေပို့ပြီးတစ်ပင်တွေပေါက်နေလို့ကျွန်းကြီးလိုဖြစ်နေတာဟာခုတော့တင်းတို့ကမိသွားမွေးလို့ပူတဟာမခံနိုင်လို့ငါကြီးဟာနှွန့်လာပြီး နေလေတခါတည်းရေထဲငုံသွားလိမ့်မည်။ဘာမှယူမနေကြနဲ့ကိုလို့ပြေးခဲ့ကြဟေလို့။အဲ့တဟာနဲ့ကပီတန်အော်တန်ကြတော့ခီးတယ်တွေဟာ ရှိသမျှပစ္စည်းတွေဖြစ်ပြီးတင်မောဘော်ကိုအလူရဲ့ပြေးတက်ကြသည်။ကပီတန်လည်းကြောက်နှုတ်ပြီးတင်မောလွင်သွားသည်။အဲ့တဟာနဲ့တချို့လည်းတင်မောဘော်ကိုအချိန်မီမရောက်ဘဲကြံနေခဲ့ကြသည်။အဲ့ဒီကြံနေရတဲ့သူတွေထဲမှာငါလဲပါသည်။ အဲ့ဒီလိုတင်းမောလဲလွင့်သွားရောငါကြီးကလည်းလွန့်ပြီးခြေထဲငုံသွားတဟာပဲအဲ့တဟာနဲ့ငါတို့တွေလည်းငါကြီးနဲ့အတူတူပင်လယ်ထဲမြုပ်သွားသည်လူတွေလည်းအကုန်လုံးတေကုန်ကြသည်ဒီထဲမှာငါကတော့အလာရှင်ရဲ့ကျေးဇူးတော်နဲ့တင်းမောဘော်ကကြကြံရစ်သည့်စီပိုင်းတစ်ခုကိုသွားတွေးလို့အသက်မသေးပဲကြံရစ်ခဲ့သည်ဒီတော့ငါလဲစီပိုင်းကိုတက်စီပြီးတအားဖတ်ထားသည် နောက်တော့မှအကြံရသဟာနဲ့ခြေနှချောင်းကိုဘေးချပြီးတက်နေခတ်တလို့ခတ်ပြီးလှိုင်းတွေကြားထဲမှာတဝဲလေလေဖြစ်နေသည်ဒီတော့တွင်မှာကပီတန်လဲပါသမျလူနဲ့တင်မောလွင်သွားသည် သူလဲကြံရိတ်ခဲ့သည့်လူတွေအကြောင်းကိုထည့်မစင်းစားနိုင်ဘူးငါလဲတင်မောနောက်ကမီလိုမီညာနဲ့ခြေထောက်နှချောင်းနဲ့ခတ်ပြီးလိုက်သွားသည်နောက်ဆုံးကျတော့တင်မောဟာဝေးသွားပြီးမမြင်ရတော့ဘူး အဲ့တဟာနဲ့ငါလဲစိတ်နှလုံးဒုံဒုံချပြီးငါကိုငါတည်စရင်တွင်းလိုက်သည်နောက်ခဏနေတော့မိုးချုပ်သွားသည်ငါလဲပေါင်ကြီးမဲကြီးထဲမှာတ냐လုံးဖုတ်ဖက်ဖုတ်ဖက်နဲ့ခြေနဲ့ခတ်ပြီးသွားသည်အဲ့တဟာနဲ့မနှံမိုးလင်းတော့ငါဟာကံအားလျော်စွာနှိုင်းလေမရှိသည့်ကျွန်းတကျွန်းဤကိုရောက်သွားသည်ရေကလဲရေတက်မှုအစင်သင့်မဲတကိုင်းတွေဟာငါလက်လန်းမီယာရောက်နေသည် ။အဲ့တဟာနဲ့ငါလဲတကိုင်းတွေဆွဲပြီးကျုံးပေါ်ကိုတက်သွားသည်။အဲ့ဒီအခါမှာငါဟာမောလုံးလို့မတေယုံတမေပဲကြံသည်။ပြီးတော့အဲ့ဒလိုငါလဲကျုံးပေါ်ရောက်သွားရော။ငါခြေတလုံးတွေလည်းကြက်တက်ပြီးငါဟာပြစ်လဲသွားတဟာပဲ။ပြီးတော့ငါဖနောက်နဲ့ခြေပြားကလေးတွေဟာလဲငါတွေကြိုက်ထားလို့ပယ်ရွက်နေတဟာကိုတွေ့ရသည်ပြီးတော့ငါလဲမောမောပန်းပန်းနဲ့မြေကြီးပေါ်လှဲအိတ်လိုက်တော့ဘာမှသတိမရပဲတခါတည်းအိတ်ပျော်သွားသည် မနဲ့မိုးလင်းမှပဲနိုးသည်အိယာကနိုးတော့ငါဟာအတော်မောပြေသွားသည်တဟာပေမဲ့ငါခြေပြားတွေဟာရောင်နေလို့လမ်းမလျှောက်နိုင်ဘူးအဲ့တဟာနဲ့ငါဟာလေးဘက်ထောက်ပြီးသွားရသည်တော့ကံအားရော်စွာအဲ့ဒီကျုံးမှာတတိမြလဲပေါ်ရေကြီးရေကောင်းလဲပေါ်လို့ဝါအောင်စားရတော့ရသည့်အတွက်ငါဟာအင်အားပြည့်တင်းလာသည်အဲ့ဒီလိုနေရင်းနဲ့၄-၅ရက်လောက်ကြာတော့ ငါခြေထောက်တွေနာသဟာလဲပျောက်သွားပါသည်ဒီတော့မှအဲ့ဒီကျုံးမှာဘာများရှိသလဲသိရအောင်ငါရှောက်ကြည့်သည်ရှောက်ကြည့်တော့ကန်းနာမှာရေတတဝါတစ်မျိုးလိုလိုဘာလိုလိုကိုခက်လန်းလန်းကမြင်ရသည်တဟာနဲ့ငါလဲတိကျင်စောနဲ့အနာကိုသွားကြည့်သည်ဒီတော့ငါစိတ်ထဲကရေတတဝါလိုလိုဘာလိုလိုထင်နေသည့်အကောင်ဟာရေတတဝါမဟုတ်ပဲခြေတိုင်းမှာခြေထားသည့်မြင်းမဖြစ်နေတဲ့ဟာကို တွေ့ရသည် ဲတဟာနဲ့ငါကမြင်းမအနာကိုကတ်သွားတော့မြင်းမကကြောက်ခမန်းလန့်ခမန်းစီပြီးဟီသည်ဒီတော့ငါလဲကြောက်ကြောက်လန့်လန့်နဲ့လှဲ့ပြီးပြေးဖို့လုပ်သည်အဲ့ဒီလိုလှဲ့ပြေးမီလုံနေတော့မှညီအောင်မပုန်းနေသည့်လူတယောက်ပြေးထွက်လာပြီးဟိတ်ကောင်မင်းဘယ်သူလဲဒီကိုမင်းမကိစ္စလာရတယ်လေလို့မေးသည်ဒီတော့ငါကအိုးအရှင်ငါဟာရင်းနေရမှမတည်လို့ဒီကိုရောက်လာပါသည် ငါနဲ့အတူရေနေကြသည့်သူတွေတော့တေကုန်ပြီ။ငါကတော့အလားရှင်ကျေးဇူးကြောင့်စီပိုင်းတစ်ခုကိုရပြီးမတေဘဲနဲ့တီကိုရောက်လာပါသည်လို့ပြောသည်။ဒီတော့အဲ့ဒီလူကငါလက်ဆွဲပြီးကိုင်းတဟာဖြင့်တင်လိုက်ခဲ့ဆိုပြီးနောက်ကိုမြေအောက်မှာရှိသည့်ခန်းကြီးထဲကိုခေါ်သွားသည်။အဲ့ဒီအခန်းကြီးထဲရောက်သွားတော့အဲ့ဒီလူကငါ့ကိုနေရာထိုင်ခင်းပေးပြီးအစားအသောက်များကျွေးမွေးသည်။ ဧတဟာနဲ့ငါလဲဝါအောင်စားပြီးအသာထိုင်နေသည်ဒီတော့မှအဲ့ဒီလူကငါအဖြစ်အပျက်ကိုမေးသည်ငါကလည်းငါအဖြစ်အပျက်ကိုအစအဆုံးပြန်ပြောပြသည်ဒီတော့အဲ့ဒီလူကအံ့ဩပြီးနေသည်ပြီးတော့ငါက"အိုးအရှင်ငါဒီငါအကြောင်းကိုတင့်အားပြောပြီးပါပြီ။ယခုအခါတင့်အကြောင်းကိုငါအားပြောပါအောင်မော့။တင်ဒီအဘဲကြောင့်အင်းကြီးအောက်ခန်းကြီးနိုင်နေပြီ။" ။ဟိုမြင်းမကိုလည်းခြေတိုင်တွင်ခြေပြီးထားပါသည်လို့မေးသည်။ဒီတော့အဲ့ဒီလူကဒီကျွန်းမှာငါတယောက်တည်းမဟုတ်ဘူး။ငါလိုလူတွေအများကြီးရှိသေးသည်။ငါတို့ဟာမိဒဇံဘရင်ရဲ့မြင်းတော်ထင်းတွေ။ငါတို့အလုတ်ကလာဆန်းရီတက်မှာမြင်းမပြိုတွေကိုဒီကျွန်းကိုခေါ်လာပြီ။ကန်းနာဘသူမှမမြင်နိုင်သည့်နေရာမှာလှန်ထားရသည်။ပြီးတော့ငါတို့ကမြေရောက်ခန်းကပုံပြီးစောင့်ကြည့်ရသည်။ ဲ့ဒီလိုငါတို့ကချောင်းမီးစောက်နေတုန်းမှာပင်လယ်မြင်းလားတွေကမြင်းမအနှံ့ရပြီးသူတို့သဘောကျပေါင်းတင်ကြသည်အဲ့ဒီလိုပေါင်းတင်ပြီးတဲ့အခါမှာအဲ့ဒီမြင်းလားတွေကမြင်းမတွေကိုခေါ်သွားကြသည်အဲ့တဟာနဲ့အဲ့ဒီလိုခေါ်မသွားနိုင်အောင်မြင်းမတွေကိုခြေတိုင်မှာငါတို့ကခိုင်ခိုင်ကြီးကြီးပြီးထားရသည်အဲ့ဒီလိုမြင်းမတွေကိုခေါ်လို့မရသည့်အခါမှာပင်လယ်မြင်းလားတွေကအော်ပြီးမြင်းမတွေကိုကိုက်ဖဲ့ကန်ကြောက်လုပ်ကြသည် အဲ့ဒီအခါမှာငါတို့ကသူတို့ကိစ္စပြီးပြီဆိုတာဟာသိရပြီညာတန်ပြီးပြီသူတို့ကို၆လွကြသည်သူတို့လည်းကြောက်လန့်ပြီးပင်လေတဲ့ပြန်ပြေးကုန်ကြရောအဲ့ဒီလိုမြင်းလားတွေလာပြီးဒီနောက်မြင်းမတွေဟာဈေးရှိပြီးအဖိုးမဖြတ်နိုင်သည့်မြင်းကလေးတွေကိုငွေကြသည်ဒီရာဒီဟာပင်လေမြင်းတွေလာသည့်ရာဒီပဲတဟာကြောင့်ငါတို့ဒီမှာလာဆောင်နေကြတာဖျားသခင်ရဲ့ဂုံကျေးဇူးပဲ။ တင့်ကိုငါတို့မိလာဇံမင်းကြီးစီကို ခေါ်သွားမည်။တင်ဟာငါတို့နှင့်တွေ့ရသဟာကံကောင်းသည်။သို့မဟုတ်လျင်တင်ဟာနှက်တေမှာပဲလို့ပြောသည်။ဒီတော့ငါကအဲ့ဒီညင်ထင်းကြီးကိုကျေးဇူးတင်ပါသည်လို့ပြောသည်။အဲ့ဒီလိုလဲပြောလဲပြီးရောပင်လေတဲကမြင်းလာကြီးတကောင်ပေါ်လာပြီးဟီပြီးမြမစီပြေးလာတဟာပဲအဲ့တဟာနဲ့ငါတို့လဲအตาချောင်းကြည့်နေကြသည် ဒီတော့မြင်းလားကသူ့အလိုရှိတိုင်းပေါင်းသိမ်းပြီးမြင်းမကိုခေါ်သွားမလို့လို့သည်ဒီတော့မြင်းမကလည်းအော်ပြီးကန်ကြောက်လို့သည်အဲ့ဒီတော့မှမြင်းထင်းကဓာဆွဲညာတန်ပေးပြီးထွက်လိုက်ပြီးဓာပြနဲ့မြင်းလားကိုရိုက်သည်ဒီတော့အတွင်းမှာတခြားမြင်းထင်းတွေလည်းဓာရီလှန်တွေကင်ပြီးညာတန်ပေးပြီးဝိုင်းလာကြသည်ဒီတော့မြင်းလားဟာလန့်ပြီးပင်လယ်ထဲဆင်းပြီးတခါတည်းငုံသွားသည် တော့မြင်းထိန်တွေက ကိုမြင့်မကိုဆွဲပြီးဆူလာကြသည်ပြီးတော့သူတို့ကငါ့ကိုဘလို့ရောက်လာတယ်လဲဆိုသည့်အကြောင်းကိုမေးကြသည်ငါကလည်းပထမမြင်းထိန်ကိုပြောပြတယ်လို့ပဲပြန်ပြောပြသည်ပြီးတော့သူတို့မှာပါသည့်အစားအစာကိုစားကြသည်ငါ့ကိုလည်းကြွေးကြသည်ပြီးတော့သူတို့မြင်းမတွေစီးပြီးပြန်ကြသည်ငါ့ကိုလည်းစီးဖို့မြင်းမတကောင်ပေးသည် ဧတဟာနဲ့မိလာဇံမင်းကြီးရှေ့တော်ရောက်သွားတော့မြင်းထင်းတွေကငါ့အကြောင်းကိုတန်တော်ဦးတင်ကြသဟာနဲ့မင်းကြီးကငါ့ကိုခေါ်တော်မူပြီးစုတော်လက်တော်များပေးပြီးငါ့အကြောင်းကိုမေးတော်မူသည်ဒီတော့ငါကလည်းငါ့အဖြစ်ပြက်တွေကိုအကုန်လုံးတစ်ခုမကြံလျှောက်သည်ဒီတော့မင်းကြီးကအံ့ဩတော်မူပြီးအိုသားတော်တင်ဒီအလာရှင်ကိုပင်ကျေးဇူးတင်ပေတော့ သင်သည်အသက်ရှည်စွာနေရမည်သူဖြစ်၍သာယခုကဲ့သို့ဘေးမှလွတ်ခဲ့ရသည်လို့ပြောပါသည်ပြီးတော့မင်းကြီးကငါ့ကိုတနာကြည့်ဖြူတော်မူတဟာနှင့်ငါ့ကိုအကောက်ဝင်ခံပြီးနိုင်ငံတော်ကို ရောက်လာသည်မြသင်မောများကိုအစစ်စေးခိုင်းသည်ပြီးတော့မင်းကြီးကငါ့ကိုယုံကြည်တော်မူတဟာနှင့်မင်းကြီးရှေ့တော်ဝင်ခြင်းထွက်ခြင်းသူများဟာလည်းငါ့အကူအညီကိုလာတောင်းကြရသည် အဲ့ဒီလိုနဲ့ပဲငါဟာမိလာဇံမင်းကြီးစီမှာနှိရှေလာများအမှုတော်ထမ်းရွက်နေသည်အဲ့ဒီအတော်တွင်းမှာငါဟာငတ်နေရဲ့ငါတရိယတဟာနှင့်ဒါသည်။တင်မောခရီးတဲ့တွေကိုဘတော်လာမျိုးအကြောင်းမေးကြည့်သည်တဟာပေမဲ့ဘတော်လာမျိုးအကြောင်းကြားဘူးသည့်လူတယောက်မျှမတွေ့ရဘူးငါလည်းသူများနိုင်ငံမှာဧည့်သည်လုပ်နေရတဟာပြင်းလာသည်နောက်ဆုံးကြတော့မိလာဇံမင်းကြီးရှေ့တော်မှာအိန္ဒိယသားတစုနှင့်တွေ့တွေ့သည် ီတော့သူတို့ကငါ့ကိုဘယ်ပြီကလဲလို့မေးကြသည်ဒီတော့ငါကဘာမှမပြောသေးပဲနဲ့သူတို့ကိုတင်းတို့ကဘယ်ပြီကလဲလို့မေးသည်ဒီတော့သူတို့ကသူတို့ဟာအိန္ဒိယပြီကတဲ့သူတို့အိန္ဒိယပြီမှာဇာတ်မျိုးမျိုးရှိသည်တဲ့သူတို့ကတော့ခတိယဇတ်ဖြစ်သည်သူတို့ဇတ်ဟာအမျိုးမြတ်ပြီးဘသူကိုမှနှိမ့်ဆက်ညင်ပန်းဗျံပရာမလုပ်ဘူးတဲ့ပြီးတော့ဗျာမနာဆိုသည့်ဇတ်လည်းရှိသေးသည်တဲ့ ရမနာဇဝင်တွေကတည်လဲမတော့ဘူးတဲ့ပျော်ပျော်ရွှင်ရွှင်အေးချမ်းချမ်းနေကြပြီးကလန်အုပ်တွေမြင်းတွေနွားတွေမွေးကြသည်တဲ့ပြီးတော့သူတို့စီမှာအားလုံး80နှစ်ဆက်ရှိသည်လို့အိန္ဒိယသားတွေက ပြောကြသည်ပြီးတော့မိလာဇန်မင်းကြီးပိုင်တော်မူသည့်နေနမိတ်တွေထဲမှာကာတိဆိုသည့်ကျွန်းတကျွန်းရှိသည်တဲ့အဲ့ဒီကျွန်းမှာညံ့ညကြရင်စိုင်းတန်ပုံတန်တွေကိုကြားရသည်တဲ့ တော့အဲ့ဒီမှာနေကြသည့်လူတွေကအတိညာဉ်လည်းရှိထားကြောမှုနဲ့လည်းပြည်စုံသည်လို့လည်းအဲ့ဒီအနီးနားမှာနေကြသည့်လူတွေကပြောကြသည်ပြီးတော့အဲ့ဒီကျွန်းသားကပင်လေတဲကငါးကြီးတွေကလည်းအတောင်200လောက်ရှိပြီးတနာတဲ့တွေကအဲ့ဒီငါးကြီးတွေကိုမြင်ပြီးဆိုရင်စူးစူးညံ့ညံ့အတန်တွေပေးပြီး66လွတ်ကြသည်လို့လည်းပြောကြသည်ပြီးတော့ဈေးကွက်ကောင်းမျိုးနဲ့ငါးတွေလည်းရှိသေးသည်လို့ပြောကြသည် ။ဒီပြင်အံ့ဩစရာတွေအများကြီးပြောကြသေးသည်။အဲ့တဟာနဲ့ငါလဲအဲ့ဒီကျုံးကိုသွားပြီးလေသည်။အဲ့ဒီအခါမှာတင်မောကြီးတစ်စင်းဝင်လာသည်။အဲ့တဟာနဲ့ငါကကန်းသားကနေပြီးစောင့်နေသည်။တင်မောသားတွေလည်းတင်မောဆိုင်ပြီးခြားစရာကုန်တွေကိုကြပြာကတည်ခြားကြသည်။ပြီးတော့ငါလဲငါတောင်ဝင်ရှိသည့်အတိုင်းကုံများကိုစရင်မှန်နေသည်ပြီးတော့ငါကတင်းမောပေါ်မှာကုံကြံသေးသလားလို့မေးသည် ပြီးတော့ကပီတန်ကကြံတိကုံကဥษาရှင်ရင်းနစ်သေးသွားလို့သူ့ကုံများကိုငါတို့ကရောင်းပြီးဘတော်လာမျိုးကြမှသူ့ဆွေမျိုးများကိုရသည်မအတပြာကို ပေးရပါမည်လို့ပြောသည်ပြီးတော့ငါကနေဆန်းပါအောင်ကပီတန်ရဲ့အဲ့ဒီရင်းနစ်သေးသည်ဆိုသည့်သူနာမည်ကဘသူရဲ့လဲလို့မေးသည်ပြီးတော့ကပီတန်ကသူ့နာမည်ကပင်လယ်ခီးသွားစင်တပတ်လို့ခေါ်ပါသည်ဒီတော့ငါကကပီတန်ကိုတေးသေးချာချာကြည့်ပြီး ိုးစင်တပတ်ဆိုတဟာငါပါပဲကပီတန်ရဲ့လို့ပြောသည်ဒီတော့ကပီတန်ကဘာမှမပြောပဲငါပြောတဟာကိုမယုံကြည်သည့်မျက်နှာထားနဲ့ကြည်နေသည်ဒီတော့တခါငါကတခြားခရီးတွေနဲ့အတူ ပါလာတဟာပါပဲကပီတန်ရဲ့တခြားခရီးတွေနဲ့တင်မောသားတွေတော့ငါကြီးကတွန့်လိန်လာလို့တင်ကအော်ပြီးသတိပေးလိုက်ပြီးတဲ့နောက်အကုန်လုံးရေနစ်တေကုန်ကြပါသည် ငါတော့အလာရှင်ရဲ့ဂုံကျေးဇူးနဲ့စီပိုင်းကြီးတစ်ခု မျောလာတဟာကိုတွေးလို့တက်စီရလို့အသက်ချမ်းသာရရလာတဟာပါ။ပြီးတော့ကံအားလျော်စွာမိလာဇံမင်းကြီးရဲ့မြင်းထင်းတော်များကငါ့ကိုကယ်ပြီးမင်းကြီးရှေ့တော်မှောက်ကိုပို့လို့မင်းကြီးကငါ့ကိုတနာတော်မူပြီးအောက်ဝင်ခန့်တဟာနဲ့အခုဒီတင်မောစိတ်ကိုရောက်လာရတဟာပါ။တဟာကြောင့်ဒီကုံတွေဟာငါကုံတွေပါငါ့ကိုပေးပါလို့ပြောပါသည်ဒီတော့ကပီတန်ကငါစကားကိုမယုံလို့ ိုဒူနီယာကြီးမှာလူတွေဟာတဟာလောက်တောင်အချင်းဖောက်ပြန်ကုန်ကြပြီလားလို့ဆိုသည်ပြီးတော့သူပြောသည့်စကားကိုနားမလည်တဟာနဲ့ငါကဘာလဲကပီတန်ရဲ့တင့်စကားကဘာဆိုလိုတဟာလဲလို့မေးသည်ပြီးတော့ကပီတန်ကငါစကားကဘာဆိုလိုရမလဲ ာကဒီကုံတွေကိုပိုင်သည့်လူဟာရင်းနစ်ပြီးတည်သွားသည်ပြောသဟာကြားသဟာနှင့်တင်ကဒီကုံတွေကို မတရားလိုခြင်းလို့ရင်းနစ်တည်သူဟာတင်ပါပဲလို့ပြောနေသဟာမဟုတ်လားသဟာပေမဲ့ဒီလိုပြောယုံနဲ့ဘာရမလဲဟိုလူရင်းနစ်တည်သွားသဟာဟာငါတို့မျက်မြင်ပဲအဲ့ဒီတော့ကတယောက်မှအသက်ချမ်းသာသဟာမဟုတ်ဘူးဒီတော့ဒီပစ္စည်းတွေကိုတင်ရနိုင်ခွင့်မရှိဘူးလို့ပြောသည်တော့တခါမှာက ိုကပီတန်ငါစကားကိုဂယုစိုက်ပြီးနားထောင်ပါငါဟာလိန်ပြောနေတာဟာမဟုတ်ပါလိန်ဒီညာဒီဆိုတာဟာဟာလူလိန်လူညာတွေရဲ့အလုပ်ပါငါလိုလူနဲ့မဆိုင်ပါဘူးလို့ပြောပြီးမှဖြစ်ချောင်းကုံစင်တစ်ခုမှမကြံအောင်ပြောပြပြီငါတို့တင်မောထွက်စင်ကဖြစ်ပျက်သည့်ကိစ္စများကိုလည်းပြောပြလိုက်သည်ဒီတော့မှ ကပီတန်နဲ့တကွတခြားတင်မောသားတွေကပါယုံကြည်လာပြီကပီတန်က ဟာစင်တာဘက်ရဲ့ဒီလိုဆိုရင်သင်ဟာတိတ်ကံကောင်းတဟာပေါ့တဟာကတော့အလားအရှင်ရဲ့ဂုံကျေးဇူးပေါ့ကွာငါတို့လည်းတကယ်ပါပဲဝမ်းသာပါသည်လို့ပြောပြီးငါကုံတွေကိုတခုမကြံအကုန်ပြန်ပေးသည်အဲ့တဟာနဲ့ငါလည်းအားရဝမ်းသာနဲ့ကုံထုပ်တွေကိုယူပြီးအဲ့ဒီအထဲကအဖိုးထိုက်တန်ဆုံးဖြစ်သည့်ပစ္စည်းတွေကိုမိလာဇံမင်းရှေ့တော်ဝင်ပြီးဆက်တာပါသည် ီးတော့မိလာဇံမင်းကြီးကနှစ်သက်တော်မူလုံးလို့အင်မတီအင်မတန်အဖိုးထိုက်တန်သည့်နန်းသုံးပစ္စည်းများနှင့်ငါ့ကိုစုတော်များပေးသနာတော်မူသည်အဲ့တဟာနဲ့ငါလဲငါကုံများကိုအကုံလုံးဈေးမှာခြာရောင်းလိုက်တဟာမျက်လိုက်တာတောက်တောက်လဲသွားတဟာပါပဲပြီးတော့အဲ့ဒီလိုရောင်းရသည့်အတပြာတွေနဲ့မိလာဇံမင်းကြီးပြီထွက်သေးကထူးပေစမ်းပေးဆိုသည့်ပစ္စည်းတွေရွေးပြီးငါဝယ်လိုက်သည် ဲ့ဒီလိုဝယ်ပြီးမကြခင်ပဲကပီတန်ကတင်မောရွင်တော်မီပြောသဟာနဲ့မိလာဇံမင်းကြီးထံခွင့်ပန်ပြီးဗကရက်မျိုးကိုပြန်ရန်တင်မောနဲ့လိုက်လာသည်အတဟာနဲ့အလာရှင်ရဲ့ကျေးဇူးတော်ကြောင့်ငါတို့တင်မောဟာဘေးမတည်ရမခပဲဘတ်တော်လာမျိုးကိုရောက်လာသည်အတဟာနဲ့ငါလဲအားရဝမ်းသာဖြစ်ပြီး၃ရက်လောက်ဘတော်လာမျိုးမှနေပြီးဗကရက်မျိုးကိုဆက်ပြီးခီးထွက်လာသည်ဗကရက်မျိုးကိုလည်းအလာရှင်ရဲ့ကျေးဇူးနဲ့ချောချောမောမောပဲရောက်လာသည် အဲ့ဒီလိုငါပြန်ရောက်သည်ဆိုရင်ပဲငါမိတ်ဆွေတွေကဝမ်းသာအားရနဲ့လာပြီးနှုတ်ဆက်ကြသည်ပြီးတော့ငါမှာပါလာသည့်ကုံတွေကိုဗကရက်မြို့မှာခြာရောက်တော့တခါတည်းတောက်တောက်လဲအောင်မြစ်ပြန်သည်အဲ့တဟာနဲ့ငါလဲဥယျင်တွေဝဲအင်ကြီးတွေဆောက်ဂျေးကျွန်တွေတင်းကွတ်တွေမောင်းမတွေဝဲပြီးငါမိတ်ဆွေတွေနဲ့ခန့်ခန့်ကြီးစီစိန်ခံပြီးနေသည်အဲ့ဒီလိုနဲ့ပဲငါလဲတွေးခဲ့ရသမျှစင်းရဲပင်ပန်းသဟာတွေအကုန်လုံးမေ့ပြီးသွားသဟာပဲ မမေ့လို့လည်းဘဲခံနိုင်မလဲငါကအစားဆိုလဲအကောင်းဆုံးစားအဝတ်ဆိုလဲအကောင်းဆုံးဝတ်တောက်เสียရဘက်ကလည်းအကောင်းဆုံးတောက်နားထောင်เสียရဆိုလဲအကောင်းဆုံးအတီးအမှုတ်ကိုနားထောင်ပြီးစီးစိမ်ခံခြင်းတိုင်းခံနေတဟာကိုပြီးတော့ငါပစ္စည်းကလည်းဘလောက်ပေါများတယ်လဲဆိုရင်ဘလို့တုံးတုံးမကုန်နိုင်အောင်ဖြစ်နေသည်ကိုအဲခုငါပြောခဲ့တာတွေဟာငါရဲ့ပထမပင်လယ်ခရီးစဉ်ပဲ။ကိုင်းအင်ရှာလား အလားရှင်ဖွင့်ပြတော်မူလျင်ငါ့ရဲ့ဒုတိယပင်လယ်ခရီးစဉ်ကိုထပ်ပြောပြအောင်မည်လို့ရေစင်တစ်ဘက်ကပြောတည်တဲ့အဲ့ဒီလိုပြောပြီးသည့်နောက်ရေစင်တစ်ဘက်ကကုန်းစင်တစ်ဘက်ကိုပင်လာတဟာငါတို့တိတ်ပျော်သည်လို့ပြောပြီးစားတော့ဖွယ်ရီကျွေးမွေးပြီးရွှေတင်းကားပြားရီတရားကိုလည်းပေးလိုက်ပါတဲ့ပြီးတော့ကုန်းစင်တစ်ဘက်ကရွှေတင်းကားပြားရီယူသွားပြီးရေစင်တစ်ဘက်ပြောလိုက်သည့်အဖြစ်အပျက်တွေကိုတပြုံးပြုံးနဲ့ပြန်တွေးပြီးသူ့အိမ်ကိုပြန်သွားပါတဲ့ ပြီးတော့နနက်လင်းတဟာနဲ့တပြိုင်နက်ကုန်းစင်တပတ်ဟာအိယာဂထမျက်နာတက်ပြီးရေစင်တပတ်အိမ်ကိုသွားပါတဲ့ဒီတော့ရေစင်တပတ်ကလည်းပြူပြူငါငါစီးကြိုပြီးသူ့အနားမှာအထိုင်ခိုင်းပြီးလေးလေးစားစားပြုစုကျွေးမွေးပါတဲ့ပြီးတော့အာလုံးမိတ်ဆွေများဆုံလာသည့်အခါမှာရေစင်တပတ်ကစားကောင်းတောက်ကောင်းများဖြင့်ဖွဲ့ဖွဲ့ရရာပြုစုကျွေးမွေးတဲ့ အဲ့ဒါလို့စားကောင်းတောက်ကောင်းများစားတောက်ပြီးလို့ပျော်ပျော်ရွှင်ရွှင်ဖြစ်နေကြသည့်အခါမှရေစင်တစ်ဘက်ကသူ့ရဲ့နှစ်ကြိမ်မြောက်ပင်လယ်ခီးစဉ်ကို ပြောပြပါတဲ့